ဒီနေ့တော့ကျင်စာတင်ဖားမင်းသမီးလေးဆိုတဲ့ပုံမျိုးကိုပြောပြမယ်နော်ဟိုရှိရှိတော့ဟာတိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့ဘီရင်တစ်ပါးစီမှာတားတော်သုံးပါးရှိရဲ့တဲ့ဒီနေ့တော့ဘီရင်ဟာတားတော်သုံးပါးလုံးကိုသူ့ရှိကိုခေါ်ပြီးဒီလိုပြောတယ်တဲ့တားတော်တို့လက်နဲ့တိုက်ထဲမှာရှိတဲ့မြားအုံကြီးတစ်စင်းကိုသွားယူချက် ပြီးရင်သားတော်တယောက်ကိုတစ်ချိန်လေးပြစ်ရမယ်။အဲ့လိုပြစ်လိုက်တဲ့သားတော်တို့ရဲ့မြားတန်ကြောက်ရွံ့ရနေရာကမိန်းကလေးကိုသားတော်ကိုကိုစီလက်ထပ်ယူကြရမယ်။ဒါဟာအဖေစီစဉ်လိုက်တဲ့သားတော်တို့ရဲ့ဖူးစာရှင်ရွေးချယ်ပွဲပဲ။ရီယာလေဘီဟီပြောတဲ့အတိုင်းလုပ်ဖို့လက်နဲ့တိုက်ထဲမှာမြားကြီးကိုတွားယူကြတယ်ပြီးတော့သားတော်အကြီးဆုံးကစပြီးပြစ်တယ် သူသုံးပြူတာကကြီးနီများတယ်နဲ့လေသမားကြီးတူရဲ့သမီးခြေထောက်နားမှာတွားဆိုင်နေတယ်ဒီတော့မင်းသားကြီးလည်းအဲ့ဒီမင်းကလေးကိုဇနီးဖြစ်ယူလိုက်ရတယ်ဒါတော့အလက်ကတော့ငွေများတယ်ကိုအသုံးပြုပြီးတအားဆွဲပြစ်လိုက်တယ်သူပြစ်လိုက်တဲ့မြားတဲ့ဟာမျိုးသားကြီးရဲ့ဆဲအိမ်ပရင်းပောက်ကနေအထဲကိုဝင်သွားပြီးမျိုးသားကြီးသမီးတို့ထိုင်နေတဲ့ကလထိုင်ရဲ့နောက်ကျောမှာတွားဆိုင်နေတယ် ပြီးတော့မင်းသားလက်လဲမြူစာရီသမီးနဲ့လက်ထက်လိုက်ရတယ်။ဒါတော့အငေဆုံးကတော့ရွှေများတဲ့ဟိုအုံပြူပြီးသူ့မှာရှိတဲ့ခွန်အားအကုန်နဲ့လေးကိုပြစ်လွတ်လိုက်တယ်။သူပြစ်လွတ်လိုက်တယ်များတဲ့ဟာအရှိန်ပြင်းပြင်းနဲ့မိုးကုတ်ဆက်ဝိုင်းရောက်တော့မယ်လားပြေးထွက်သွားတယ်။ဒီတော့မင်းသားလေးဟာလေသူ့မြင်းကိုဒုံဆိုင်စီပြီးများတဲ့နောက်ကို အမိလိုက်ရတော့တာပေါ့။လမ်းတွေအိမ်တွေ ကွင်းတွေအများကြီးကိုမြင်းနဲ့ဖျက်ဆီးပြီးခဲ့တဲ့နောက်နောက်ဆုံးတော့မင်းသားလေးဟာလဒါပြင်ဘွတ်နုံတော်ကြီးတစ်ခုကိုရောက်သွားတယ်။အဲဒီကပိန့်ရွက်တွေရဲ့အောက်မှာအင်မတန်အယုတ်ဆိုးတဲ့ဖားမလေးတစ်ကောင်ကသူ့ရဲ့ရွှေများတံကိုကပ်ရက်သားတွားတွေ့မင်းသားလေးဟာတော်တော်စိတ်ပြတ်သွားတယ်။သူ့ကိုယ်တော်တွေအတီးအတီးလူမိမ့်မတွေရသွားပါရဲ့နဲ့ သူ့လှည့်ကြမှာဒလူရုပ်ဆိုးတဲ့ဖားကလေးနဲ့ကြုံရပါမလားဆိုပြီးကဲချမကိုအပြစ်တင်နေ။အဲ့ဒီနေရာကတခါတည်းထွက်ပြေးဖို့လဲကြံလိုက်တယ်။သူကြောက်ခိုင်းလိုက်တာနဲ့တပြိုင်နဲ့ဖားမလေးစီယာလူတန်နဲ့ပြောလိုက်တဲ့စကားတန်ကိုကြားလိုက်တယ်။အိုးမင်းသားလေးမင်းသားလေးအဖေရဲ့ဆန္ဒကိုမင်းချိုးပြက်ပြစ်တော်မလို့လား။ ဒီစကားကိုကြားတော့မင်းသားလေးဟာတွေ့ဝဲသွားတယ်။နောက်ဆုံးတော့ငါပြည့်ရဲ့ဆန္ဒအတိုင်းလိုက်နာပါတော့မယ်လို့ဆုံးဖြတ်ပြီး ဖားမလေးကိုကောက်ယူပြီးနန်းတော်ကိုပြန်လာခဲ့တော်တယ်တဲ့ကွယ်။မင်းသားလေးနန်းတော်ကိုပြန်အောင်လာတော့သူခေါ်လာတဲ့ဖားသူတို့သမီးလေးကိုကြည့်ပြီး လူတွေကဝိုင်းရင်ချတာပေါ့။ဒီရွှေစရာကောင်းတဲ့တတ္တဝါကိုခဝင်းဝင်း သွားလှပလိုက်စမ်းပါလို့လည်းပြောကြတယ်။ဒီစကားကြံတွေကိုကြားတော့ဖားမလေးဟာငိုတော့တာပေါ့။မြေကြီးကျနေတဲ့ဖားမလေးကိုမြင်ပြီးမင်းသားလေးဟာပထမအဆုံးချင်းသူ့ရင်ထဲမှာတနာကျင်လာတဲ့စိတ်ဖြစ်ပေါ်လာတယ်။ဒီတော့လှမပြည့်ရတော့ဘူးပေါ့။အဲ့ဒီဖားမလေးကိုသူ့ဆောင်ကိုပဲခေါ်သွားတော့တယ်။ ရင်သားတော်တွေဟာသူတို့ရဲ့ခရီးစကားကိုဘယ်တော့မှမချိုးပေါက်ပါဘူးကွာလူလေဖားမလေးကိုနှစ်သိမ့်စကားပြောလိုက်တယ်ဒီလိုနဲ့နောက်တနေ့ကျတော့မယင်ကြီးဟာသူ့သားတော်တွေကိုခေါ်ပြီးဒီလိုပြောပြန်တယ်ငါရဲ့ချွေးမတော်တွေဘလောက်အချက်ပြုတ်ကောင်းနေဆိုတာငါသိချင်တဲ့ဆန္ဒရှိတယ်ဒါကြောင့်မနက်ဖြန်ချွေးမတော်တွေဟာငါအတွက် ပေါင်မိုးဖြီတစ်လုံးစီစက်တာကြရမယ် ီစကားကြတော့မင်းသားလေးလည်းစိတ်ပြက်ပြီးပြန်လာတော့တာပေါ့သူမိမဖားကလေးကဘလို့လုံးပေါင်မုတ်ဖုတ်နိုင်မှမလဲအဲ့ဒီအကြောင်းဖားမလေးကိုပြန်ပြောပြတော့မပူပါနဲ့မောင်တို့ရေမနှက်ဖန်ဆိုတာဒီနေ့မဟုတ်ပါဘူးအခြားနေ့တနေ့ပါနှစ်သိမ့်နေပြီးတော့မင်းသားလေးကိုတချင်းဆိုပြီးချော့သိမ့်လိုက်တာ မင်းသားလေးလည်းအိပ်ပျော်သွားရောတဲ့မင်းသားလေးလည်းအိပ်ပျော်သွားရောဖားမလေးဟာနုပိဆိုတဲ့ဂျုံမုံလေးတွေကိုရွေးပြီးတော့နေတယ်ရေခွက်လေးခက်ပြီးတော့ထည့်လိုက်သေးတယ်ဖားမလေးအဲ့လိုလုံနေတာကိုကဲ့ရဲ့ခန်းကအကိုကြီးတွေရဲ့ဇနီးတွေရဲ့အိမ်စီမလေးဟာတကားကြရဲရနေချောင်းချီရင်တွေ့သွားတော့သူ့တခင်မတွေကိုပြန်ပြောပြတယ် ောင်မို့ကိုဘလူဖုတ်ရမှမသိတယ်အကိုရီရဲ့ဇနီးတွေကလည်းအစီကံမာလေးပြန်ပြောတဲ့အတိုင်းဖားမာလေးလို့တလို့လိုက်လုံကြတာပေါ့ဖားမာလေးကတော့သူ့မှာရှိတဲ့ဘုံသေးသေးလေးကိုထုတ်တီးလိုက်တယ်ဘုံနံကြတော့အဝေးအနီးကအယောင်သွေးဆုံးဖားကလေးတွေဟာစွဝေးယုံလာကြပြီဖားမာလေးရဲ့ပေါင်မုတ်ဖုတ်တဲ့နေရာမှာဝိုင်းကူကြတယ် နောက်ဆုံးတော့သူတို့ဟာအင်မတန်နူးညံ့ပြီးနှင်းပွင့်လိုဖြစ်ဖွေးတဲ့ပေါမော့ကိုဖုတ်လိုပြီးသွားတော့တယ်ကွယ်။ကျန်တဲ့ချွေးမနှစ်ယောက်ကတော့ကောင်းကောင်းမဖုတ်တတ်တော့သူတို့ပေါမော့တွေဟာကျုံတူပြီးမီးသွေးခဲလိုမဲနဲ့နေတော့တယ်တဲ့။ဖာမာလီရဲ့ပေါမော့တွေကိုမြင်တော့ဘီးဟာတိတ်သဘောကျသွားတယ်။ကျန်တဲ့ချွေးမနှစ်ယောက်ရဲ့ပေါင်မုတ်တွေကိုတော့ခွေးစာခွက်ထဲလွတ်ပြလိုက်တယ်။ အိမ်နောက်တော့ဘီဟာတောင်းတောင်းရကိုခေါ်ပြီးဒီလိုပြောပြန်နေငါရဲ့ချွေးမတွေအချုပ်လို့ဘလောက်ကျွမ်းကျင်နေဆိုတာငါသိချင်တယ်ဒီတော့မင်းတို့ရဲ့ဇနီးတွေကိုနောက်နေကြရင်ပိုးကော်စောတခုရက်လုပ်ပြီးငါစီဆက်တာခိုင်းစမ်းဒီတဲ့င်းကိုမင်းသားလေးကပြန်ပြောပြတော့ဖားမလေးကပြုံးမနေလိုက်တယ်ပြီးတော့သူဟာပိုးချီမြင်လေးတွေကိုပြဲ့ ဘရင်မောက်ကနေတဆင်းကိုင်းမြင်ကြီးတွေဖြန့်ထားလိုက်တယ်။ဖာမာလေးကအဲ့လိုလုပ်တယ်ဆိုတာသူတို့ရဲ့အစီအကံတွေကပြန်ပြောပြတော့ဂျန်နဲ့ချီမနှစ်ယောက်လည်းဖာမာလေးလုပ်တယ်လို့လိုက်လုပ်ကြတယ်။ဒါပေမဲ့လေတိုက်လိုက်တဲ့အခါကျတော့သူတို့ရဲ့ချီမြင်တွေဟာကောက်ရိုးတွေစူးကြုံတွေနဲ့ညှိပြီးရှုပ်ထွေးကုန်တော့တယ်။ဒီတော့သူတို့ရက်တဲ့ကုံစုံတွေလေပုံပြက်ပန်းပြက်ဖြစ်နေတော့တာပေါ့ ဖာမလေးကတော့သူ့ပုံလေးကိုထုတ်ပြီးတီးလိုက်တယ်ဆိုရင်ပဲပန်းချယ်ဥယျာဉ်ထဲကကြားသမျှဖားလေးတွေရောက်လာပြီးသူ့ကိုယ်စုံရတဲ့နေရာမှာဝိုင်းကူညီကြတယ်။ဒီတော့သူ့ကိုယ်စုံလေးဟာတိတ်နာနေတယ်။အဲဒီကိုယ်စုံလေးပေါ်မှာပလဲလုံးလေးတွေကိုလည်းစီတီထည့်ရထားသေးတယ်။ညမှာကြေရောင်လေးတွေဝင်းလှည့်နေတာနဲ့တူတယ်။တခြားကြောင့်မြေရနာတွေလည်းထည့်ရထားသေးတယ်။ နေရောင်ကြောင်ရေခဲထဲမှာလိုင်းပြုံလေးတွေတဖိတ်ဖိတ်လက်နေတာနဲ့တူရတယ်။အဲဒီကော်စုံးကိုကြည့်ပြီးဘယင်ဟာသူ့မျက်လုံးတွေကိုသူမယုံနိုင်အောင်ဖြစ်နေတယ်တဲ့။အဲဒီနောက်တော့ဘယင်ဟာ အမိတ်တစ်ခုထပ်ပေးပြန်နေ။မနေ့ဘန်ကကြာရင်ငါဥယင်တော့ကဝဲတူကျင်းပါမယ်။အဲဒီမှာငါချွေးမာတွေဟာတက်လာတဲ့ဧည့်သည်တွေနဲ့တွဲကစီခြင်းနဲ့ ဒီစကားကြတော့မင်းသားလေးဟာမဖြစ်နိုင်တာတွေ့ပြီးစိတ်ပြက်ဝမ်းနေသွားတယ်။ဖမလေးကိုပြန်ပြောတော့ဖမလေးကဝမ်းမနေပါနဲ့မောင်တော်ရဲ့မနေ့ဖန်ကြရင်သာဥယျာဉ်ပွဲတော်တွေကဝတ်တစ်ချစပွဲကုန်မှာထိုင်ပြီးနှမတော်လာကိုစောင့်ကြည့်နေပါ။တို့အေးအေးလူလူပြောလိုက်တယ်။နောက်နေ့ကျတော့မင်းသားလေးဟာဖမလေးပြောသလို ဥယင်ပွဲတော်တွေကဝတ်တစ်ချစပွဲပုံကြီးပေါ်မှာထိုင်ပြီးစောင့်မျှော်နေတယ်။အဲဒီအချိန်မှာပဲဥယင်တော်တွေကိုအင်မတန်လှပတဲ့ရွှေချထားတဲ့မြင်းထားတစီဝင်လာတယ်။ပြီးတော့အဲဒီမြင်းထားပေါ်ကအင်မတန်ချုံမလှပတဲ့မင်းသမီးလေးတစ်ပါးဆင်လာပြီးဂျမဟာဟိုဒီမင်းသားရဲ့ကျင်ရတော့ဘယင်မင်းမြတ်ရဲ့ချွေးမတော်အငေဆုံးဖြစ်ပါတယ်လို့ကြင်ညာလိုက်တယ်။ သူ့စကားသံလေးကလည်းအင်မတန်ချိုမြတာရတယ်။သူလေးဟာနတ်ပြည်ကနတ်သမီးလေးတစ်ပါးလိုလှတော့မြင်ရတဲ့သူတွေကအံ့ဩကုန်တယ်။ဒီလိုနဲ့ဘယင်ကြီးဧည့်သည်တွေနဲ့တွေ့ပြီးကနေရတော့တယ်ကွယ်။လူတွေအားလုံးဟာပျော်ရွှင်ကြတယ်။ဘယင်ကြီးကျမ်းမာစေဖို့အတွက် ဘရင်ကြီးရဲ့အလှပဆုံးချွေးမတော်လေးအတွက်လို့ဇူတောင်းပြီးဂုံပြုတ်ရက်တွေတောက်ကြတယ်။မင်းသားလေးဟာဘသူမှမမြင်မသိရအောင်တိတ်တိတ်ကလေးသူ့ခန်းဆောင်နဲ့ပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာမင်းသမီးလေးရဲ့ခရင်ပေါ်မှာအင်မတန်အယုဆိုးတဲ့ဖားရည်ကုန်တစ်ခုကိုတွေ့ရတော့သူကယူပြီးမိရှုပြစ်လိုက်တာပေါ့။အဲ့လိုယူပြီးရှုလိုက်တော့တပြိုင်နက်တည်း ပြင်းထန်နေမိုးချိန်နှံကြီးပေါ်လာပြီးချွေထားကြီးပြင်းရောက်လာတော့တယ်။ဖာမင်းသမီးလေးလည်းရိတ်မိသွားပြီးဖြစ်ရလီမောင်တို့ရဲ့မနက်ချီအောင်သာစောင့်ဆိုင်နေရင်ချိန်စာပြေပြီးမောင်တို့နဲ့နှမတော်တသက်လုံးတူတူနေကြရတော့မှကူတော်မိစာကောင်းမောင်ဆရာရဲ့နန်းတော်ကိုနှမတော်ပြန်သွားရတော့မယ်။လူပြောပြီးရထလုံးပေါ်တက်လိုက်ပါသွားတော့တယ်။ မင်းသားလေးဟာလည်းသူ့မြင်ကိုစီးပြီးအဲ့ဒီယထာကြီးနောက်လိုက်သွားတော့တာပေါ့လေဒါပေမဲ့တအုပ်တုပ်ထဲရောက်မှတော့မျက်ခြေပြက်သွားတော့တယ်ဒီလိုနဲ့တိုးထဲမှာမြင်းတစည်းနဲ့လှည့်လည်နေတော့သူဟာထူးထူးဆန်းဆန်းတဲကလေးတစ်လုံးကိုတွေ့ရတယ်အဲ့ဒီတဲဟာပိုးကောင်ကြီးတစ်ကောင်ရဲ့ခြေထောက်တွေပေါ်မှာစောက်ထားသလိုပါပဲဟိုကဒီဒီကဟိုလှည့်လည်သွားလာနေတဲ့တဲ့ အဲ့ဒီတဲပရင်ပေါက်မှာအယုဆူဆူပိတ်ချစ်ချစ်စုံမာကြီးတယောက်ကို တွေ့ရတယ်။စုံမာကြီးရဲ့လက်ထဲမှာအယိုးတွေထည့်ထားတဲ့88ကိုကင်ထားပြီးငါအခိုင်းစီဝတ်ဝန်တို့တိတ်ငက်တို့ငရဲ့တို့လာလာစားကြ။လူခေါ်ပြီးအဲ့ဒီအယိုးတွေကိုပြစ်ကျဲကျွေးနေတာတွေ့ရတယ်။အဲ့ဒါနဲ့မင်းသားလေးဟာ ခြေတလုံးကအသားတချို့ကိုဖယ်ပြီးအဲ့ဒီတရီဆန်တွေကိုပြစ်ကျွေးလိုက်တယ်။ အဲ့ဒီပြုမှုကိုစုံမကြီးရမြင်တော့မင်းဟာညံ့ညော်မြင်ကြီးမားတဲ့ကောင်လေးပဲဒီတွေ့မင်းကိုငါဆုချလိုက်မယ်ဒီကနေသွားရင်တိတ်မဝေးတဲ့နေရာမှာအင်မတန်မြင့်နဲ့ဝတ်တစ်ချပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီဝတ်တစ်ချပင်ကြီးရဲ့ပေါ်မှာတစ်တာတစ်လုံးရှိအဲ့ဒီတစ်တာထဲမှာငန်းတစ်ကောင်ရှိတယ်အဲ့ဒီငန်းရဲ့အထဲမှာဥတစ်လုံးရှိတယ် အဲ့ဒီဥရဲမှာတန်ကြီးတက်နေတဲ့အက်တချောင်းရှိအဲ့ဒါဟာမင်းစနီးကိုပြုစားထားတဲ့မိစာကောင်မော်စရာကြီးရဲ့ဝိညာဉ်ပဲအဲ့ဒီအဲ့ရဲ့ထိတ်ချုံလေးကိုချိုးလိုက်ရင်မော်စရာကြီးတည်ဆုံးပြီးမင်းစနီးနဲ့မင်းပြန်ဆုံရလိမ့်မယ်ဒီလိုနဲ့စုံမကြီးညွန်လိုက်တဲ့အတိုင်းမြင်းကိုဆက်စီလာတော့အင်မတန်မြင့်တဲ့ဝတ်တချပင်ကြီးတစ်ပင်ကိုတွေ့တယ် ဝတ္တချာပင်ကြီးဟာမြင့်လွန်းလို့ဘာလို့ရမှမသိဖြစ်နေတော့ရုပ်တရဲဝုံဝုံကြီးပေါ်လာပြီးအဲ့ဒီတစ်ပင်ကို အမြင့်ကကိုင်လှုပ်တော့တယ်ဒီတော့အပင်ထိတ်ကတတာကြီးလဲအောက်ပြုတ်ကျလာပြီးပွင့်သွားတော့တာပေါ့တတာကြီးပွင့်သွားတာနဲ့အထင်းကငန်းလဲထပြန်ပြေးတော့တယ်အဲ့ဒီငန်းကိုရုပ်တရဲတိတ်ညက်ကပေါ်လာပြီးသူ့ခြေထောက်တွေနဲ့ကုတ်ဖမ်းပြီးမင်းသားလေးစီခေါ်လာတယ် ငန်းကလည်းရေခဲနေကို သူ့ကိုဥချလိုက်တယ်။ရေနဲ့ထဲကျသွားတဲ့အဲ့ဥကိုငရဲကကြိုက်ပြီးမင်းသားလေးကိုပေးတယ်။မင်းသားလေးလည်းအဲ့ဒီဥကိုခွဲလိုက်တော့အထဲကတန်ချီးတက်နေတဲ့အက်ကလေးတစ်ချောင်းကိုတွေ့တယ်။အဲ့ဒီအက်ကလေးရဲ့ထိတ်ကိုချိုးလိုက်တာနဲ့ပြင်းထန်တဲ့မိုးချိန်နဲ့ဒီထွက်ပေါ်လာပြီးရုတ်တရက်သူ့ရှေ့မှာမင်းသမီးလေးပေါ်လာတော့တယ်တဲ့။ မင်းသားလေးလေးသူ့ကျင်ရတော့မင်းသမီးလေးကိုမြင်ပေါ်တင်ပြီးနန်းတော်ကြီးစီကိုပြန်လာခဲ့တော့တယ်လေကွယ်